so bro i'm got mingla ba stage mingla ba လူမျိုးအခုပေါ့နော်လက်ရှိဒီတူးစင်းကပြတ်နေတာနေပြီးတော့လုံးဝဒီ comeback တစ်ခုပြန်ဖြစ်လာရဲ့ပေါ့ coach တယောက်အနေနဲ့ရောကိုရန်ဝင်းစောရဲ့ player တယောက်အနေနဲ့ရောလက်ရှိ glory မှုတွေဖြစ်နေလဲဆိုတာပေါ့နော်ဒီ i'm got အရင်ဖြစ်ပေးပါအောင်ဗျကျွန်တော်ဝေးရလို့ရောက်ခါစားဖြစ်တာရေပေါ့ကျွန်တော်အိတ်ရမနိုးသေးတာလည်းပါတယ် draft ကလည်းကျွန်တော်အဲ့လို ကျွန်တော်ရှေ့မှာနောက်ထပ် M7 နဲ့ဆော့အောင်မှာဆိုတော့ချို draft တွေကကျွန်တော်စမ်းနေရရှိရတယ်ရှိတော့အဲ့ဒါလေးစမ်းနေနေဆော့နေတာဆိုတော့ game one game two ကတော့အဲ့လိုဘက်ကိုပိုရောက်သွားတော့ပိုနှိပ်သွားတာပေါ့အဲ့ငါပြီး draft ထိုင်စမ်းနေရအောင်နော်အဲ့ဒါ draft စမ်းတဲ့ဘက်ကို draft ထိုင်စမ်းနေရအောင်နော် draft စမ်းတဲ့ဘက်ကိုပိုသွားလိုက်တာပေါ့ okay stitch ကဘလို့အဲ့လိုပဲဘာလို့လဲဆိုတော့ကျွန်တော်တို့က ွဲရမနဲ့အစောကြီးဆိုတာတဲ့လူလူတွေကအိတ်ရှင်မလို့ဖြစ်ပြီးအဲဂိမ်းဝဂိမ်းရှုံးရတာဒါမှမဟုတ်ကျွန်တော်တို့တည်းကဘာမှဖြစ်ပါဘူးဘယ်တော့ဘလဲဘလောက်ပဲဟိုကရှုံးနေရှုံးနေကျွန်တော်တို့တည်းကအေးစီပဲအဲတယောက်တယောက်တယောက်ယုံကြည်ကြရတယ်ဘာအဲအကြောင်းမလို့ပါဒီကအဓိက team work ပါပဲเนาะဆိုတော့မနေ့ပြန်ဆောရမယ် grand final အတွက်ကောဘယ်လိုပြင်ဆင်သွားအောင်မလဲဒီလိုပဲအဲ့လိုအခက်အခဲကြီးကြုံလာရင်ရော ိုပြန်ရမခက်ပဲနဲ့ team work နဲ့ပဲဆက်သွားဖို့များပလန်ထားလားဘယ်လိုရင်လဲစီစဉ်ထားလဲပေါ့အင်းကျွန်တော်ကဟိုရိုးရင် interview တွေမှာတွေရတယ်ကျွန်တော်အမြဲဖြစ်ခဲ့ဘူးရယ်ကျွန်တော်ကကျွန်တော်တို့အသင်းဟိုဟာညီကိုဆွဲစိတ်တဲ့ကို base လုပ်ပြီးစော့နေရဖြစ်တဲ့အတွက်ကြောင့်ဘာခက်ပဲခက်ခဲပဲရှိတာရှိတာဟောညီကို9ရောက်စုံသွားရင်ဟောညီကို9ရောက်10ရောက်စုံသွားတဲ့အချိန်ကျရင်ငါတို့အကုန်လုံးရှင်းလို့ရပါတယ်ဆိုစိတ်နဲ့ဆိုတော့အဲ့လိုပဲ easy သေးလေးပဲစော့အောင်အဲ grand final အတွက်ဆိုပြီးတော့အဲ့လိုမျိုးတီးတန်းပြင်ဆင်ဖို့တော့မရှိဘူးကျွန်တော်ပုံမှန်လုပ်နေကြ training လေးပဲကျွန်တော်ကျွန်တော်ဒီတိုင်းပဲပြန်လုပ်အောင်လို့အဲ့လိုပဲတွေးထားတယ်ဘာတွေလဲဖြစ်လာဖြစ်လာကျွန်တော်တို့အကောင့်စူးစမ်းပါပါ ော့ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်